အလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရွေးနဲ့ပြန်လဲကြိုးဆိုရတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့သတင်းတစ်ပုဒ်အကြောင်းပြောရအောင်ပါနော်ဆိုတော့ပြီးခဲ့တဲ့အပတ်ကတော့ Fabrizio Romano ရဲ့ဖော်ပြချက်အရကျွန်တော်တို့အသင်းဟာနောက်တန်းမဝယ်တော့ဘူးနောက်တန်းကတော့ပိတ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်အတွင်းမှာတော့ကွင်းလေကစားသမားနဲ့တောင်မန်ကစားသမားတွေတက်ပြီးတော့တက်လာတယ်ဆိုတော့ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်ဖော်ပြခဲ့ဘူးသေးတယ်ကွင်းလေကစားသမားအတန်ဝါတန်နဲ့ပြီးတော့တောင်မန်ကစားသမားဂျူမတဲတောင်မန်ကစားသမားရှီတစ်ကိုချက်စီးကလိုက်နေတယ်ဆိုပြီးတော့ ဘယ်လိုပြောမလဲစိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါကျွန်တော်ဖော်ပြခဲ့ဘူးသေးတယ်ဆိုတော့လက်ရှိအချိန်မှာဘယ်ကမ်းမဟုတ်ထပ်ပြီးစိတ်ဝင်စားလဲဆိုတော့လက်ရှိ United ရဲ့လူငယ်ကွင်းနဲ့ကစားသမားကိုဗင်မိုင်းနူးကိုချက်စီကအထူးစိတ်ဝင်စားတယ်ဆိုပြီးတော့ဒါဖော်ပြလာတယ်ပေါ့နော်ဆိုတော့ဒီသတင်းက Journalist Simon Philip က ဖော်ပြတာဖြစ်တဲ့ကြောင့်မယုံလို့တော့မကြဘူး။ဒါမဲ့ဇန်နဝါရီမှာပဲချက်စီကကိုမန်နူကိုထပ်မံကမ်းလှမ်းဖို့ရှိနေတယ်ဆိုတော့ပြီးခဲ့တဲ့နေရာဒီတုန်းကတော့ဒီကသမားကိုချက်စီကတက်တက်လို့ဖြစ်ခဲ့ဘူးတယ်ပေါ့နော်။ခေါ်ယူဖို့ကြိုးစားခဲ့ဘူးတယ်။ဆိုတော့ကိုမန်နူရဲ့ဆုံးဖြတ်ချက်ဒီ United မှာပဲဂိမ်းတိုင်းပို့ပြီးတော့တောင်းဆိုသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ဘယ်လိုပြောမလဲ။အပြောင်းရွှေ့ကတော့မဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့ United ကဒီကသမားအတွက်ဂိမ်းတိုင်းမပေးနိုင်ဘူး။အထူးသဖြင့် Robert Amorin ရဲ့ system မှာဒီကိုမန်နူကနေရာမရနိုင်ဘူးပေါ့နော်။လက်ရှိ si perunupan dan ဒီ customer ကိုကြော်ဖို့မဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်။ဒါကြောင့်မို့ကိုယ်မိုင်းတို့က gain time မရတာဖြစ်တော့ကျွန်တော်နည်းနည်းစိတ်ပြက်လာတယ်ပေါ့နော်။ January ပြောင်းရွှေ့မှာပဲသူကိုယ်တိုင်ကထွက်ချင်တဲ့သဘောမျိုးကိုတွေးရတယ်။ဆိုတော့ United ဘက်ကတော့ဒီ customer ကိုမျော်လင့်နေသေးတယ်လို့ပြောလို့ရတယ်။အပြည့်အသက်ရောင်းချခြင်းနဲ့ပုံမပေါ်ဘူး။ဒီ January ပြောင်းရွှေ့မှာပဲဒီ customer ကိုအငှားဖြစ်စေလို့မယ်ပေါ့နော်။အပြည့်အသက်ရောင်းချတာမျိုးမလုပ်ချင်တဲ့သဘောမျိုးတွေးရတယ်။ခုနကျွန်တော်ပြောခဲ့သလိုပဲကွင်းလယ်မှာ customer တို့ဘလူးဘန်နာတို့ကိုမကြော်ပေမဲ့လေဘယ်လိုပြောမလဲ။ ဒီဝိုင်းကရမနှစ်ယောက်ရဲ့အသက်ရွယ်ရပါတော့ရေရှိမှာအဆင်မပြေနိုင်ဘူးဒါကြောင့်မို့ဒီကိုဗစ်မိုင်းနူးကိုရည်ရွယ်ထားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ယူနိုက်တက်ဘက်ကဒီအချက်ကြောင့်မို့လက်မလွတ်ချင်ဘူးနောက်တစ်ပြဿနာကပါလဲဆိုကိုဗစ်မိုင်းနူးရဲ့လက်စာအခြေအနေဖြစ်တယ်ပေါ့နော်ကိုဗစ်မိုင်းနူးရဲ့လက်စာအခြေအနေကလက်ရှိချိန်မှာ ပေါင်တောင်းကနန်းလောက်ပဲရနေတယ်။သူကတင်းကနန်းလောက်ထိထက်ပြီးတော့တူတောင်းတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ United မှာဆိုရင်ဒီပြဿနာတွေကနောက်လျှောက်ဆိုလိုဖြစ်တယ်။ဒါဆိုတူတောင်းတဲ့ပြဿနာတွေပြဿနာတွေကဒီကစားသမားတွေထွက်ခွာသွားစေတဲ့အကြောင်းရင်းတွေအများကြီးပါတယ်လို့ပြောလို့ရတယ်ပေါ့နော်။တဲ့ချိန်မှာဆိုရင်လည်းကိုယ်မိုင်းနူကဒီချိန်နေနဲ့ရင်ဆိုင်နေရတယ်။ကိုယ်မိုင်းနူကဒါဆိုတူတောင်းတဲ့ United ဘက်ကမပေးနိုင်ဘူး။ဒါကြောင့်မို့ကိုယ်မိုင်းနူကထွက်ချင်တယ် ဆိုတော့ Chelsea ဘက်ကိုပြန်ကြည့်တဲ့အခါမှာတော့ Queen Lee ကသားသမားတွေကအများကြီးပဲဗျာဒါပေမဲ့ Gabia ရဲ့တန်ရအခြေအနေကို Chelsea ဘက်ကတော်တော်စိတ်ပြတ်နေတယ်ဒါကြောင့်မို့အစားထိုးကျင်တဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့အစားထိုးတဲ့နေရာမှာဆိုရင်လည်းဟိုတွေးလျာလူကောက်ခေါ်တာမျိုးပုံမှန်တဲ့ Labia နဲ့ဒါတိုက်တူတယ်နော်ပုံစံတူတဲ့ကစားပုံတူတဲ့ကသားသမားကိုပဲလိုချင်တဲ့ သဘောမျိုးကိုတွေ့ရတယ်ပြီးခဲ့တဲ့အပတ်ကအတန်ဝါတန်ဆိုရင်လည်းဒီလာဘီယာနဲ့နည်းနည်းလေးတိုက်တူတဲ့ပုံစံတွေ့ရတယ်အခုလက်ရှိကိုဝီမိုင်းနုဆိုရင်လည်းဒီအခြေအနေပဲဒါကြောင့်မို့အစားထိုးခြင်းနဲ့ဆိုရင်တောင်မှဒီလိုမျိုးတိုက်တူတဲ့ကစားသမားတွေကိုပဲချက်စီကလိုချင်တဲ့သဘောမျိုးကိုတွေ့ရတယ်ဒါကြောင့်မို့ကိုဝီမိုင်းနုကိုလိုချင်တယ်တစ်ဖက်ကပြန်တွေးကြည့်တဲ့အခါမှာတော့ကိုဝီမိုင်းနုနေနဲ့ယူနိုက်တက်ကနေပြီးထွက်ခွာခြင်းနဲ့ဆုံးဖြတ်ချက်ကမှန်ကန်ကောင်းမှန်ကန်နိုင်တယ်ဒါပေမဲ့ချက်စီကိုပြောင်းခြင်းရင်တော့မှားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့လက်ရှိချက်စီရဲ့ကွင်းလေကစားသမားနှစ်ယောက်ကိုကြော်ဖို့လုံးဝမဖြစ်နိုင်ဘူးမော်ဆက်ကန်စီတို့ ကြည့်မလားအန်ဆိုဖာနန်ဒက်ကိုကြည့်မလားဆိုတော့ဒီဟာမား၂ယောက်ကိုကြော်ဖို့ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီကသူ့ရဲ့ရည်ရချက်ကပွဲထွက်ခွင့်များများရဖို့ပွဲကစားခွင့်များများရဖို့ဖြစ်တယ်။ဒါပေမဲ့ချက်စီးမှနေရာရဖို့ဆိုရင်တော့ လုံးဝကိုခက်ခဲမဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်သူ့အတွက်သူတို့ခွင့်များများပေးနိုင်တဲ့အသင်းကိုပဲရွေးချယ်တင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုနာပိုလီကလည်းလက်ရှိချိန်မှာစိတ်ဝင်စားနေတယ်နာပိုလီဆိုရင်သူ့အတွက်ရွေးချယ်တာမှန်ကန်နိုင်တဲ့အနေအထားမျိုးပေါ့နော် option တစ်ခုအနေနဲ့ရှိတယ်လို့ကျွန်တော်တော့မြင်တယ်ဆိုတော့ပြောင်းရွှေ့ကတော့ဘယ်လိုပြောမလဲနှစ်ဦးနှစ်ဖက်ပြန်တွေးကြည့်မယ်ဆိုရင်တော့ချက်စီး တွက်ကတော့အမှန်ကန်တဲ့ပြောင်းရွှေ့တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။အာဒါပေမဲ့ကစားသမားအတွက်တော့အနာဂတ်ကပိုဝေးသွားနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်မြင်တယ်ပေါ့နော်။ဆိုတော့ဒါကတော့ရေဘူးရဆန်တဲ့သုံးသက်ချက်ဖြစ်တာကြောင့်မို့မားကောင်းလဲမားနိုင်တယ်။ချက်စီကိုရောက်လာမှဒီကစားသမားကတောက်ပလာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။အန်ဆိုမာစကာရဲ့ဘယ်လိုပြောမလဲပုံသွင်းတဲ့ system ကဒီကစားသမားနဲ့အဆင်ပြေပြီးတော့ ိုထွန်းတောက်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိရေဘူးရသုံးသက်ချက်အရာဆိုရင်တော့ကွေမိုင်းတို့ကချက်စီးကိုလာလို့ရင်တော့မှားသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါတော့ဟိုချက်စီးနဲ့ဟိုပတ်သက်ပြီးတော့ကွေမိုင်းတို့ရဲ့အပြောင်းရွှေ့ကိုပြောခဲ့တာဖြစ်တယ်ဆိုတော့နောက်ထပ်အပြောင်းရွှေ့တတင်းတို့ကဘာလဲဆိုတော့ဗီနီစီယက်ဂျူနီယာဖြစ်တယ်ဗီနီစီယက်ဂျူနီယာကိုလက်ရှိချက်စီးကစိတ်ဝင်စားနေတယ်ဆိုတော့ဗီနီစီယက်ကလည်းရွေးမထွန်းတဲ့စာချုပ်အစ်စ်အတွဲလုံးဝကိုအဆင်မပြေနေတာဖြစ်တယ်ဗီနီစီယက်ကရွေးမထွန်းကိုတောင်းဆိုတဲ့လာဇာပမာနာက ရေမထွေမပေးနိုင်တဲ့လာစာပမာဏဖြစ်နေတယ်။လက်ရှိအမ်ပါပေရနေတဲ့လာစာကိုဗီနီစီယားဂျူနီယာကလိုရှိတယ်ပေါ့နော်။ရေမထွေဘက်ကလည်းမပေးနိုင်ဘူး။ဒါအပြင်လီဗျာတစ်စားပြီးအလွန်ဆိုရဲ့ system မှာလည်းဗီနီစီယားဂျူနီယာက out of game ဖြစ်နေတယ်။ဘလူးမောက်ကိုအဆင်မပြေတဲ့အနေအထားမျိုးဖြစ်တယ်။ဒါကြောင့်မို့ဗီနီစီယားဂျူနီယာကလည်းစိတ်ပြတ်နေတဲ့သဘောမျိုးတွေ့ရတယ်။ဟိုပြောရရင်လည်းသူ့လိုကစားသမားတယောက်အတွက်ပေါ်ထွက်ခွင့်မရဘူးဆိုတာကလည်းမဖြစ်သင့်တဲ့အနေအထားမျိုးဖြစ်တာကြောင့်မို့ဘလို့ပြောမလဲ။ ဟောစိတ်ပြတ်တယ်ဆိုရင်လည်းစိတ်ပြတ်နိုင်တဲ့အန်တီထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကမ်းမရဲ့တန်ကြီးကိုတော့ real metric ကပေါင်တန်150အထိတောင်းထားတာမျိုးတွေ့ရတယ်။ဒါကြောင့်တစ်နှစ်သာကြံတော့တဲ့ကသမားတယောက်အတွက်ပေါင်တန်150ကတန်လားဆိုရင်တော့မတန်တော့မတန်နေဘူး။ဒါပေမဲ့သူ့ရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့ပေါင်တန်150ဆိုတာကဘာမှမဟုတ်တဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်။ sorry လေးတွေကသူ့ကိုကန်လန်ထားတာရှိပေမဲ့လည်းဒီကသမားကဥရောပမှာပဲ ရှင်တန်ကျင်တဲ့ဥရောပမှာပဲဟိုကစားကျင်တဲ့အနေအထားမျိုးဖြစ်တယ်သူ့ကိုစိတ်ဝင်စားနေတာကမန်စီးတီးလည်းအပါဝင်ဖြစ်တယ်ပေါ့နော်ဒီပြဲကြီးကလည်းနည်းနည်းလေးအရေးရောင်လေးပြနေတယ်ပေါ့နော်တဲမှာချက်စီကလည်းအထူးစိတ်ဝင်စားနေတယ်ဆိုတော့ကြောင်ရွှေကဖြစ်နိုင်လားလို့မေးတော့ကျွန်တော်ယောက်ထက်အမြင်အရဆိုရင်တော့မဖြစ်နိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ချက်စီရဲ့ weight structure အကြောင်းဖြစ်တယ်ချက်စီရဲ့လစာပေးတဲ့နှုန်းကတော်တော်နေတယ်လက်ရှိချက်စီမှာအများဆုံးရနေတဲ့ကစားသမားကပေါင်း2သိန်းခွဲလောက်ပဲရှိတယ် ဗီနီစီယားဂျူနီယာကဒီပမာဏကိုလက်ခံပါမလားဆိုတော့ကျွန်တော်တို့မပြောနိုင်ဘူးကျွန်တော်တယောက်တည်းမြင်ရဆိုရင်လက်ခံဖို့ဝေးတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိကိုပမာရနေတဲ့လက်သက်ပမာဏဆိုရင်38000ပဲရှိတယ်တပတ်တာရ38000ပဲရှိတယ်ဆိုတော့ဗီနီစီယားကဒီပမာဏကိုလက်ခံပါမလားကျွန်တော်တို့ လက်မခံနိုင်တော့ဘူးလို့ပဲကျွန်တော်တို့မြင်တယ်။သာသမာကိုဘယ်သူမှစိတ်ဝင်စားလို့မခုံဘူးဆိုရင်တော့ချက်စီကိုရောက်လာပြီးတော့လမ်းစာတွေရှော့ယူလာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့လက်ရှိချိန်နေရဆိုရင်တော့မဖြစ်နိုင်တဲ့အနေအထားလို့ပဲကျွန်တော်တို့ပြောချင်တယ်။ရောက်လာမယ်ဆိုရင်လည်းဟိုဘယ်လိုပြောမလဲအသင်းရဲ့စီလုံးမှုပိုကောင်းလာတဲ့အနေအထားမျိုးဖြစ်နိုင်ပါမလားဆိုတာမပြောနိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့တာမန်ကစားသမားတွေအရန်များတဲ့အနေအထားမျိုးမှာပေါ်ထွက်ခွင့်မပေးနိုင်ဘူးဆိုရင်ပြဿနာရှိနိုင်တယ်။ဆိုတော့လက်ရှိကျွန်တော်နေပြနေတဲ့နေပြကလည်း ဟိုဝိုင်းရင်းနေပြမဟုတ်တဲ့အတွက်ကြောင့်မို့ဒီအမားရိကိုထိန်းចောင်းနိုင်ဖို့ဆိုတာကခက်ခဲလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဖီနီစီယာရဲ့ဟိုစိတ်တက်ကိုလည်းညီကိုလိုလည်းတည်ပြီးသားဖြစ်တယ်။ကောင်းခြင်းမကောင်းခြင်းကိုကျွန်တော်ပြောချင်တာမဟုတ်ဘူး။သူကမလို့အဖက်နဲ့ aggressive ဖြစ်တာတွေကအတင်းရဲ့ပုံရိပ်ကိုကြားစေသလိုသူ့ရဲ့ပုံရိပ်ကိုလည်းကြားစေတယ်။ဆိုတော့ Premier League လို့ bully များတဲ့ လိမှာဆိုရင်ဒီကမ်းမအတွက်ပို့ပြီးတော့အချင်းကြီးစိုးသွားနိုင်တယ်ပေါ့နော်ဒါတွေကိုလည်းချက်စီဘက်ကဟိုထက်ပြီးတော့တွက်ပြီးတော့စဉ်းစားသင့်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီတည်တင်းဘုံနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မပြန်တွေ့ပါမယ်